အေးမြသောချောင်းငယ်တစ်ခုပေးတွင်လှပသောတစ်ပင်ပန်းပန်းတို့ဖြင့်ဝင်းရံနေသော ရောင်ရွာဆိုသည့်ရွာလေးတစ်ရွာရှိသည့်ထိုရွာတွင်စည်းရဲတော်လဲစိတ်ထားဖြူစင်ပြီးလူအပေါင်းကိုကူညီတတ်သောဘူးမင်းအမည်ရှိ လူငယ်လေးတစ်ယောက်နေထိုင်သည့်တနေ့နေ့လွဲခေါင်တွင်ဘူးမင်းသည်ချောင်းကန်နှစ်ဖူးတွင်ငားများနေစဉ်ရုတ်တရက်မြည်ရီတိုက်စားမှုကြောင့်မြေပြိုကျလူနီးဖြစ်နေသောတစ်ပင်ကြီးတစ်ပင်အောက်မှငိုတန်းကလေးတစ်တန်ကျလိုက်ရသည် အတန်လာရာသို့ပြေးသွားသောအခါကြောင်လန့်တကြားငိုနေသောကလေးငယ်လေးတယောက်ကိုတွေ့ရသည်။မြေပြိုမိဘေးမှကလေးကိုအရဲဆုံးကဲထုတ်ပြီးဘေးကင်းရာသို့ကိုလိုက်သောအခါဘူးမင်းကိုယ်တိုင်မြေပြိုကျသောမြေနှင့်အတူချောင်းထဲသို့ကျသွားတော်သည်။ရင်းနှီးမိဘေးမှလွတ်မြောက်ပြီးကမ်းပေါ်တက်လာသောအခါဘူးမင်းရှိတွင်မြေမကြုံစဖူးအလွန်မှပသောအမျိုးသမီးတဦးပေါ်လာသည်။ထို့ကြောင့်တင့်အားဆုလက်တစ်ခုပေးမိ။ရွှေဖြူနှင့်သမီးသည်ချောင်းကမ်းပါမှ တာမန်ကြောက်ခဲတလုံးကိုကောက်ယူကာသူမ၏လက်ဖဝါးပေါ်တွင်တင်လိုက်သည်သူမ၏လက်ဖဝါးမှမြင့်မြတ်သောအလင်းရောင်များထွက်လာပြီးကြောက်ခဲသည်တဖြည်းဖြည်းရွှေစစ်ကဲ့သို့တောက်ပလာသည်ဤရွှေကြောက်ကိုယူသွားပါဟုနတ်သမီးကဆက်ပြောသည်သို့သောတတိပြုရမည်မှာဤကြောက်သည်တင်ဤစိတ်ထားကိုထင်ဟပ်စေမည်တိစိတ်ထားတွင်လောဘမပါစေတနာစစ်စစ်သာရှိလျင် ဤကြောက်သည်အစဉ်တောက်ပနေမည်သို့သောလောဘကြီးသောစိတ်ဖြင့်ထိတွေ့ပါကဤကြောက်သည်မိငင်းတကယ်သို့မိနဲ့သွားမည်။နတ်သမီးသည်ကြောက်ကိုပေးအပ်ပြီးဤကြောက်ကိုကောင်းသောအလို့ငါတုံးပါကတင့်အတွက်ဆုလက်ဖြစ်မည်သို့သောလောဘနှင့်တုံးပါကဘေးဒုက္ခကိုသာဖြစ်စေမည်ဟုတတိပေးကနနက်ဆိုင်ဆိုင်တွင်မြုံမုံများကဲ့သို့ပျောက်ွယ်သွားသည်။ဘုံမင်းသည် ရွှေကြောက်ကိုအိမ်သို့ယူသွားပြီးလျှို့ဝှက်ထားခဲ့သည်။ သူသည်ကြောက်ကိုမိမိအတွက်စီးစိမ်ရှာရန်မစင်စားပဲဆင်းရဲသားမိတ်ဆွေများအိုမင်းနာမကျန်းသူများရေကြီးပျက်စီးနေသောဖုန်ကြီးချောင်းကိုပြန်လည်ပြုပြင်ရန်ထောက်ပံ့သည့်အခါတွင်သာအသုံးပြုသည်ထူးဆန်းစွာပင်သူအသုံးပြုလေလေရွှေကြောက်သည်ပုံမတော့ပလာလေဖြစ်ပြီးသူ၏အိတ်ထဲတွင်ရွှေခဲကလေးများမကုန်မခန်းဖြစ်ပေနေတကယ်သို့ဖြစ်နေသည်ရွာသားများသည်ဘူမိဤကျွဲဝလာမှုကိုမြင်ကြပြီးသူ၏စေတနာကိုချီးကျူးကြသည်